တစားမုံးလားပြည်ဒီမှာ ပြုတ်လို့ရမယ်ရေရရာနီလန်းကောင်းကိုပြောပြပါပဲဖြစ်ပါတယ်အပြိုင်ဆိုင်အတိုက်ခံတိုက်ခိုက်ကြုံတွေ့နေရတဲ့သူတွေမိမိရဲ့ဆိုင်မိမိရဲ့လုပ်ငန်းမိမိရဲ့စီးပွားရေးမှာ အပြိုင်ဆိုင်ကြုံတွေ့နေရတဲ့အခါကြုံတွေ့နေရတဲ့သူတွေမှာဒီရေရရာနီလန်းကိုပြုတ်လို့ချင်းအဖြစ်အပြိုင်ဆိုင် တိုက်ခံတိုက်ခိုက်တွေကိုအနိုင်ရပါပဲဖြစ်ပါတယ် မိမိရဲ့ဆိုင်ရောင်းမန်းဝယ်ပန်းလေးပွင့်လန်းဖို့မိမိဆိုင်ကိုဝယ်သူများများလာဖို့မိမိရဲ့လုပ်ငန်းတွေကောင်းဖို့မိမိအားစိတ်ကြိုးပမ်းသလောက်အကျိုးအမြတ်တွေအလင်မြန်ခံစားရဖို့မိမိရည်ရွယ်ထားတဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေအလင်မြန်ပြည့်ဝစေဖို့မိမိမှာကံထောက်ပံ့ကောင်းတွေရဖို့အတွက်လေဒီရည်ရွယ်နည်းလမ်းကိုကောင်းစွာအသုံးပြုလို့ရပါတယ် မိမိရဲ့လူမှုရေးစီးပွားရေးအိမ်ဆောင်ရေးပညာရေးကျန်းမာရေးအစရှိသဖြင့်မိမိရဲ့ကိစ္စအဝဝကံထောက်ပံ့ကောင်းတွေရရှိပြီးတော့အလင်းမြန်အောင်မြင်ဖြစ်ထွန်းစေဖို့အတွက်ပြုလုပ်ဆောင်ရွက်လို့ရပါတယ်လို့ရလွယ်ကူပါတယ်လွယ်ကူသလောက်လည်းပဲလွန်စွာမှအစွမ်းထက်ပါတယ်တာနာအလန်တက်လက်လိုပါတယ်လုပ်ငန်းအနေနဲ့အောင်မြင်ချင်တာအပြိုင်ဆိုင်ပေါ်လို့အနိုင်ရချင်တာ ကုမ္ပဏီထောင်ထားလို့မိမိရဲ့ကုမ္ပဏီအောင်မြင်ချင်တာကံထောက်ပံ့ကောင်းရချင်တာအဲ့ဒါဆိုရင်တော့လုပ်ငန်းနာမည်ရေးပါဒါမှမဟုတ်ကုမ္ပဏီနာမည်ရေးပါဥပမာမိတ်ဆွေကရွှေဆိုတဲ့နာမည်နဲ့စေးတိုင်ဖွင့်ထားတယ်ဆိုတော့ရွှေစေးဆိုင်အောင်လန်ထူလို့ရေးပါမိတ်ဆွေကစွမ်းထက်အောင်နာမည်နဲ့ကုမ္ပဏီထောင်ထားတယ်ဆိုရင်တော့စွမ်းထက်အောင်အောင်လန်ထူလို့ရေးပါမိတ်ဆွေကလူအနေနဲ့အောင်မြင်ချင်တာ ဆိုရင်တော့မိတ်ဆွေရဲ့နာမည်ကိုရေးပါမောင်ဖြူဆိုမောင်ဖြူအောင်လံထူလို့ရေးပါမက်ဖြူဆိုမက်ဖြူအောင်လံထူလို့ရေးပါအဲ့လိုရေးပြီးသွားရင်အစဲရောင်ပါတော့အင်ကြီးကိုဝစ်စင်ပါအင်ရဲ့ဖျားစင်ပါဖျားကြောင်းဆောင်ပါတောက်တော်လေးခွက်ကလူပါ ရွှေပန်း၄ကုန်းလူပါရွှေပန်း၄ကုန်းဝယ်လို့မရရင်ရွက်လ၄ညွတ်ကတ်လူပါလှူရမယ့်အချိန်ပြုတ်လို့စီရင်ဆောင်ရမယ့်အချိန်ကတော့လာပြင်းနေမနဲ့ 9နာရီမိနစ်20ပဲဖြစ်ပါတယ်ဒီရေးထားတဲ့အလံကိုလည်းပဲအိမ်ဖျားမှာကတ်လူပါကတ်လူပြီးလို့ရှိရင်မိတ်ဆွေအလိုရှိရတောင်းတတ်တဲ့မိတ်ဆွေဆူတောင်းတွေကိုလေးလေးနက်နက်အာရုံပြုပြီးတော့လာဆူတောင်းပါအဲ့ဒီဆူတောင်းတွေကအလင်းမြန်ပြေဝပြီးတော့ကန်ထောက်ပံကောင်းတွေမိတ်ဆွေရပါပဲဖြစ်ပါတယ်ဒါဆောင်မုံလာပြည့်နေ့မှာမိတ်ဆွေကိုယ်တိုင်ပဲအောင်လံထူပြီးတော့အောင်ပွဲယူလိုက်ပါဗျာ